စတားလင်ဆက်သွယ်ရေးဂျူဒု satellite internet နဲ့ချိတ်ပြီး internet အသုံးပြုနိုင်မဲ့ software iPhone တွေမှာထည့်ပေးရေး Apple Phone Company နဲ့ SpaceX ဆိုဆွေးနွေးနေတဲ့အပိုင်းနှစ်ကိုဆက်ပြီးတင်ပြပေးပါမယ်။ iPhone နဲ့ Starlink satellite internet ကိုဓာတ်ရိုက်ချိတ်လို့ရတဲ့ software ထည့်ပေးရေးသဘောတူညီမှုရခဲ့ရင်တော့ mobile phone တွေမှာ satellite internet ဂျိုဒုကနေ internet ကိုပထမဆုံးဓာတ်ရိုက်ချိတ်ဆက်အသုံးပြုနိုင်တဲ့ဖုန်းဖြစ်လာမှာပါ။ Telecom Carrier Company မဖြစ်ချင်တဲ့ Apple ဟာဖုန်းတွေအတွက် satellite ဆက်သွယ်ရေးစနစ်လိုတာကြောင့် Starlink ပိုင်ရှင် Elon Musk နဲ့အစောပိုင်းကဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့ Elon Musk ရဲ့တင်ပြချက်တွေဟာဈေးများလွန်းတာနဲ့ကန့်သက်ချက်တွေများလွန်းတာတွေကြောင့်2022ခုနှစ်မှာအဲ့ဒီအဆိုပြုချက်ကို Apple ကပယ်ချခဲ့ပါတယ်။လက်ရှိ iPhone တွေမှာပါတဲ့ Emergency SOS နဲ့ Location Sharing တို့အတွက် satellite ဝန်ဆောင်မှုကို Apple က Global Star ကုမ္ပဏီကနေ contract ယူသုံးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ Global Star Company ပိုင်ရှင်က SpaceX ကိုရောင်းဖို့အခုစကားပြောနေတာကြောင့် Apple ကလည်း Starlink နဲ့စကားပြောဖို့ဖြစ်လာတာပါခမန်းကြည့်ရတာကတော့ Elon Musk နဲ့ဓာတ်ရိုက်မဆက်ဆံကျင်တာကြောင့် Apple ကအစောပိုင်းမှာကတည်းက T-Mobile ကိုကြားခံသုံးပြီး Starlink ရဲ့ satellite internet ကို iPhone တွေမှာထည့်ဖို့ကြိုးစားတာလည်းဖြစ်နိုင်ပါတယ်။ Apple ဟာ OpenAI နဲ့ပေါင်းပြီး Grok လို့လည်းတည်ကြတဲ့သူ့ရဲ့ AI company XAI အပေါ် AI ဉာဏ်ရည်တုနည်းပညာပိုင်းဆိုင်ရာကဏ္ဍတွေမှာ လဝတ်ကြီးအုပ်ထားတယ်ဆိုပြီးအခုနေ့အော်ဂူလာကအီလွန်မတ်စ်ကတရားဆွဲထားတဲ့အမှုကလည်းအခုထိမပြီးသေးပါဘူး။ဒါကြောင့်ဒီကုမ္ပဏီတစ်ခုအကြမ်းကဆက်ဆံရေးဟာအတိတ်မှာအဆင်မပြေမှုတွေရှိနေခဲ့တာပါ။လောလောဆယ်မှာတော့အီလွန်မတ်စ်ရွှေ့လိုက်တဲ့အကွက်ကြောင့် Apple အနေနဲ့လက်ရှိအတိုင်းဆက်သွားလို့မရတော့ဘဲ Starlink နဲ့ဓာတ်ရိုက်စကားပြောရတဲ့အဆင့်ကိုရောက်လာတာပါ။ဘလို့ပဲဖြစ်ဖြစ် SpaceX ရဲ့ Starlink နဲ့ Apple ရဲ့ iPhone တို့ပေါင်းပြစ်သွားရင်တော့ဆက်သွယ်ရေးနည်းပညာပိုင်းမှာတမိုင်းဆံမျက်နှာတစ် ဖွင့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်မွန်လိုက်ပါ